SS Bechimo ဆိုတဲ့တစေတင်မောကြီးအကြောင်းပြောပြပါမယ်။အရင်ဦးဆုံးတော့တင်မောကြီးရဲ့နောက်ခံသမိုင်းကြောင်းကနေစပါမယ်။ဒီတင်မောကို1914ခုနှစ်မှာဆွေရနိုင်ငံမှာပဲတည်ဆောက်ခဲ့ပြီးတော့သူ့ရဲ့နာမည်ကတော့ Angkermanivan ဖြစ်ပါတယ်။သူ့ကိုပထမကမ္ဘာစစ်အပြီးမှာ British Hansen Company ကနေဝယ်ယူခဲ့ပြီးတော့ SS Bechimo ဆိုတဲ့နာမည်လေးကိုပြောင်းလဲခဲ့ပါတယ်။ ကနေဒါမြောက်ပိုင်းအာတိတ်ဒေသရဲ့အေးခဲတဲ့ပင်လယ်ပြင်တွေတခြားမှာ ကုန်းသွေးရင်းနဲ့ဒီသားမွေးတွေတည်ယူပို့ဆောင်ရေးအတွက်ဒီတင်မောကိုအဓိကအသုံးပြုခဲ့တယ်။ဒီတင်မောကြီးကိုရေခဲရဲ့ဓာတ်နေခန်းနိုင်ရရှိအောင်လို့အထူးပြုလုပ်ထားတဲ့ရင်သွေးငွေသုံးကုန်တင်တင်မောတစ်စင်းပဲဖြစ်ပါတယ်။1932ခုနှစ်မှာပဲဒီတင်မောကြီးရဲ့ပျောက်ဆုံးမှုဟာစတင်ခဲ့ပါတယ်။ဖြစ်စဉ်ကတော့1932ခုနှစ်အောက်တိုဘာလမှာ ီဘီချီမိုတင်မောကြီးဟာအလာစကာကမ်းရိုးတန်းအနီးမှာပဲပထမအဦးဆုံးကျလာတဲ့ဒီဆောင်းရာသီရဲ့ရေခဲတွေပေါ့နော်အဲ့ဒီရေခဲတွေထဲမှာသူကပြိမိသွားပါတယ်တဲ့အဲ့လိုပြိမိသွားတဲ့အခါမှာရေခဲပြင်တွေကလည်းရန်ကိုထူတတ်တဲ့အသက်အန္တရာယ်ရှိလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ HVC ကုမ္ပဏီကနေပြီးတော့လေရင်နဲ့အမှုရမ်းတွေကိုအရေးပေါ်ခေထုတ်ခဲ့ရပါတယ်ဒါကပတိန်နဲ့အမှုရမ်းအနေငယ်ကတော့ဒီတင်မောကြီးကိုထားခဲ့ပြီးတော့ ကမ်းပေါ်မှာယာရီတဲထိုးတယ်။ရန်နေနေစောင့်တယ်။အဲအဲ့လိုနဲ့နောက်ပိုင်းလေရင်ကလာခေါ်တယ်ပေါ့နော်။ဒီလိုနဲ့ပဲရန်နေနေကြာတဲ့အချိန်မှာရေခဲတွေကအေးပြောသွားတယ်။အဲ့လိုအေးပြောသွားပြီးတော့ဘေးချင်းမိုးတင်မောကြီးကရေခဲတွေ ညနေပြီးတော့သူကလွတ်မြောက်သွားပြီးတော့ပင်လယ်ထဲကိုသူ့ဘာသာသူမျောသွားထဲထဲမှာတော့လူတယောက်မှမပါသွားတော့ဘဲမှုရမ်းမှလည်းမရှိတော့ဘာမှလည်းမရှိတော့ဘူးเนาะအကုန်လုံးကလေရင်မြိုင်နဲ့ပါသွားပြီးတင်မောကြီးရပဲသူ့ရဲ့ဒဇင်းနဲ့သူကပင်လယ်ထဲမျောသွားတယ် အဲ့တော့လေအားလုံးကဘယ်လိုထင်ကြလဲဆိုတော့ဒီသင်းမောကိုမကင်နိုင်တော့ဘူးပေါ့နော်ဒီသင်းမောကတော့တစ်ချိန်ချိန်မှာတော့မောင်းသူလည်းမရှိတော့တဲ့ဖြစ်တဲ့အတွက်တစ်ချိန်ချိန်မှာတော့ပင်လယ်ဟောက်ကိုနှိမ့်ုပ်သွားမှာပဲဆိုပြီးတော့ကုမ္ပဏီကလည်းယူဆခဲ့ပြီးတော့ဒီသင်းမောကြီးကိုရှာဖွေမှုတွေလည်းမလုပ်ဘူးအဲပိုင်ဆိုင်မှုဒီသင်းမောကြီးပေါ်ပိုင်ဆိုင်မှုကိုလည်းဆွန့်လွတ်ခဲ့တယ်ပေါ့နော်အဲ့လိုမျောပါနေတဲ့တင်မောကြီးကိုတစ်ချိန်ချိန်မှာတော့ပင်လေရောက်တဲ့ကိုနှိမ့်ုပ်သွားမှာပဲလို့ ယူဆခဲ့ကြပါမယ်တကယ်တကယ်တမ်းမှာတော့နှစ်ပေါင်း30ကျော်ကြာတဲ့အထိဦးဒီတင်မော်ကြီးရပင်လယ်ထဲမှာမျောနေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီတင်မော်ကြီးပင်လယ်ထဲမှာမျောနေတယ်ဆိုတဲ့ဟာကိုလည်းအချိန်ချင်းတွေးဆခဲ့မှုဘူးတဲ့သူတွေလည်းရှိပါတယ်အဲ့ဒါကတော့1932ခုနှစ်ကနေပြီးတော့1969ခုနှစ်တည်းနှစ်ပေါင်း30ကျော်ပေါ့နော်အဲ့ဒီထဲမှာအဲ့ဒီကာလထဲမှာဒီအာတိတ်ဒေတာမှာရှိရဲမဲလိုက်တဲ့သူတွေပြီးတော့ဒေတာခံပေါ့အင်းနုလူမျိုးတွေအာပြီးတော့တင်မောသားတွေ အဲသူတို့တွေကဒီဘေးချင်းမှုကိုဘယ်လဲထဲမှာလူသူမရှိပဲမျောနေတာကိုအချိန်မောင်းများစွာတွေ့ခဲ့တယ်ဆိုပြီးတော့သတင်းပို့ခဲ့ကြပါတယ်ဒီတော့ဘေးချင်းမှုတင်မောကြီးကိုတွေ့ခဲ့တဲ့အသေးစိတ်ကိုပြောပြပါမယ်1932ခုနှစ်မှာပေါ့နော်32ခုနှစ်ဝန်းကျင်မှာပဲသူ့ကိုတွေ့ခဲ့တာဖြစ်ပါတယ်အာဘေးချင်းမှုကနိုဝင်ဘာ1932ခုနှစ်မှာပထမဆုံးပျောက်ဆုံးသွားတယ်လို့သူတို့ကယူဆခဲ့ကြပါပဲဒီအင်းနု တို့လူမျိုးဖြစ်တဲ့အမဲလိုက်သမားတို့ရဲ့တရင်ပေးမှုကြောင့်တို့ကဒီသင်းမောကို82ကီလိုမီတာအဲပြောရရင်45မိုင်အကွာမှာအရေးကြီးထဲမှာထပ်ပြီးတော့ပိတ်မိနေတာကိုပြန်တွေ့ခဲ့တယ်။အဲ့လိုပြန်တွေ့တဲ့အချိန်မှာဒီကပတိန်ကွန်ဝဲလ်နဲ့အမှုရမ်းတွေကသင်းမောဘုံကိုနောက်ဆုံးအကြိမ်ဖြစ်တို့ကတက်ရောက်ခဲ့တယ်။ပြီးတော့ဒီသင်းမောဘုံကိုတို့ကလေ့လာတဲ့အချိန်မှာသင်းမောကြီးက ဟိုသူကသူလည်းမျောနေခဲ့တာလည်းကြာလာပြီဖြစ်တဲ့အတွက်ပြီးတော့မုံတိုင်းလည်းသူကခံထားတာဖြစ်တဲ့အတွက်သူ့မှာပျက်စီးမှုတွေကလည်းရှိတယ်ပေါ့နော်အဲသူ့ကိုတုံးပြူပြီးတော့ထပ်ပြီးတော့စီးပွားရေးရအုံပြူဖို့ရေချောင်းထဲမှာသွားဖို့လာဖို့အတွက်သူကစိတ်ချရတဲ့အချိန်တွေမှာမရှိတော့ဘူးဆိုပြီးတော့ဒီကပတိန်နဲ့အမှုရန်နေရာဆုံးဖြတ်ခဲ့တယ် အဲ့လိုတဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာသင်္ဘောပေါ်မှာဘာတွေကြံအောင်မလဲပေါ့နော်အဖိုးတန်နဲ့ပစ္စည်းဘာကြံအောင်မလဲဆိုပြီးတော့ယူသူတို့အဖိုးတန်နဲ့လို့ယူဆရတဲ့ပစ္စည်းတချို့ကိုပြန်တဲကဲထုတ်ပြီးတော့အဲသင်္ဘောယူကိုပဲဒီတိုင်းကြီးအပြီးတိုင်းဆောင်းလောက်ခဲ့ပါတယ်ဒါကတော့ဒီဘေးချင်းတို့သင်္ဘောကြီးပေါ်ကိုပိုင်ရှင်နေဟောင်းတွေအနောက်ဆုံးတက်ရောက်ခဲ့တဲ့မှတ်တမ်းဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းအားစားပြီးတော့ဒီသင်္ဘောပေါ်ကိုဘယ်သူမှလည်းတက်ရောက်ခြင်းမရှိတော့ဘူးသင်္ဘောကြီးကသူ့ရဲ့ထင်ရအတိုင်းအမြဲတမ်းလွင့်နေကြတာပေါ့နော် ဒီလိုနဲ့ပဲ1932နှစ်ဦးပိုင်းမှာတော့ဒီဟိုတခြားသောပင်လယ်ထဲမှာသွားလာနေတဲ့ရေတက်သားတွေဒေသခံတွေရာဒီတင်မောကြီးကိုမြင်တယ်။နောက်ပြီးတော့1932ခုနှစ်မတ်လမှာ Leslie Marvin ဆိုတဲ့လူကသူတို့ကအဲ့ဒီမှာနှင်းတော်ရည်တွေဖြစ်တဲ့အတွက်သူတို့ကဒီခွေးဆွဲဆွဖားတွေကိုသူတို့ကသုံးပြီးသွားပါဘောနော်။အဲအဲ့အဖွဲနဲ့သူတို့ကနောမျိုးကိုသွားနေတဲ့အချိန်မှာ Alaska ကမ်းခြေနားလေးမှာ Beachy မူကြီးကို အဲ့လိုတမြေမြေနဲ့ပေါ့နော်ရေပေါ်မှာမျောနေအောင်သူကတွေ့ခဲ့တယ်။တင်မပေါ်တော့သူကတက်ကြည့်တာမျိုးတော့မရှိဘူးပေါ့။နောက်1932ခုနှစ်ဩဂတ်လမှာကြတော့ဒီအလာစကာကဂုံတဲ့အပွဲတစ်ဖွဲအားတင်မကြီးကိုတွေ့တယ်။တွေ့တော့သူကတက်ရောက်ပြီးတော့တင်မမှာဘာလေးလဲဘာလေးရှိလဲလေ့လာတာပေါ့နော်။အဲဆိုပြီးတော့အိမ်မှတ်တမ်းတွေလည်းရှိတယ်။နောက်ပြီးတော့1900 33ခုနှစ်ရောက်သွားခဲ့ပြီအဲဒီ33ခုနှစ် match လာမှာဒီ inu period အဖွဲဆိုတာရှိတယ်သူတို့တွေကလည်းဒီတင်မိုးကြီးကိုတွေ့ပြီးတော့တက်ရောက်ခဲ့တယ်ပြီးတော့တင်မိုးဘော်ရောက်တဲ့အချိန်မှာပဲရုတ်တရက်အမုံတိုင်းနေကြလာတဲ့အတွက်ကြောင့်သူတို့ကတင်မိုးဘော်မှာပဲ10ရက်တောင်မှပြိမိနေခဲ့တယ်10ရက်တောင်မှ နေခဲ့ရတယ်ပေါ့နော်ဒီလောက်ကြမ်းတမ်းတဲ့မုံတိုင်းကြီးကိုဒီဘေးချီမူကဆက်လက်ပြီးတော့ခံနိုင်ရရှိတယ်ဆိုတဲ့ဟာလေအံ့ဩစရာကောင်းတယ်လို့မှတ်တမ်းနေရသိရပါတယ်တင်မောရဲ့ကိုယ်တွေကလူမျိုးနှစ်ပေါင်းများစွာဆွန့်ပြစ်ထားတယ်ရေထဲမှာပဲအကြာကြီးပေါ့နော်မျောနေခဲ့ပေမဲ့လေအံ့ဩပဲကောင်းကောင်းမွန်နေတယ်ဆိုတာကိုသူတို့တွေ့ခဲ့ရတယ်တဲ့ နောက်ပိုင်းတယောက်ခဲဒီတင်မောဘောတက်ခဲတဲ့ဒေသခံနေရာကြတော့တင်မောဘောကပစ္စည်းဟိုခုနကတော့ပိုင်ရှင်နေမတဲပဲထားခဲ့တယ်ဥမာမှွေရတို့ကူရှင် တို့ဆက်ပြားတို့အဲ့လိုဟာတွေလည်းသူတို့ကယူသွားတယ်ပေါ့နော်ဒီလိုနဲ့ပဲဒီဘီချင်းမူတင်မွေယူနောက်ဆုံးတွေ့ရှိခဲ့တဲ့မှတ်တမ်းကတော့1969ခုနှစ်ဖြစ်ပါတယ်။အဲဒါကအလက်စကာကန်ယူရနာလေးမှာပဲဖြစ်ပြီးတော့အဲ့ဒီအချိန်ကစပြီးတော့တင်မွေရ ငလေထဲမှာလုံးဝပျောက်သွားတယ်။ဘယ်နေရာမှာနင်းမြုပ်သွားလဲ။ပြီးတော့ဘယ်ကိုများဆက်လက်မျောပါသွားလဲပေါ့နော်။အဲ့ဒါတော့သူကမှတိကျမသိရှိခဲ့တော့ပါဘူး။အဲ့တော့ဘေချီမိုအိုကိုတော့ဒီလိုပြောစမှတ်တွင်ရတဲ့သူ့ရဲ့ထူးခြားတဲ့ဖြစ်ရပ်တရားတော့လူသူမရှိဘဲနဲ့နှစ်ပေါင်း30ကျော်ကြာတဲ့ဒီပင်လယ်ထဲမှာမျောပါပြီးတော့ဒီမုန်တိုင်းတွေရဲ့ဒဏ်ကိုကြမ်းကြမ်းခံနိုင်နေဆိုတဲ့ဟာက ဟိုသူ့ရဲ့ထူဆန်းမှုပေါ့နော်ပြီးတော့ဒီနောက်တစ်ခုကကြတော့ဒီလိုကြမ်းတမ်းတဲ့အတိတ်ရေချာတဲ့ဥရုနဲ့ထူထဲတဲ့ရေခဲတွေကိုသူဟာဘယ်လိုများခံနိုင်ရရှိနေခဲ့တာလဲဆိုတာကိုလူတိုင်းလူတိုင်းအားဖြင့်မှတ်တမ်းတွေကိုကြည့်ပြီးတော့အံ့ဩကြရပါတယ်လို့ဆိုပါတယ်ဒီတော့တင်မောတွေရဲ့ရာဇဝင်ထဲမှာဆိုလို့ရှင်သူကတမိုင်းဝင်တင်မောတစဉ်ဖြစ်တဲ့တတနာကြီးဆန်နဲ့ Flying Dutchman နဲ့မတူပဲနဲ့လက်တွေမှာသူကမျောပပြောင်းဆုံးနေတဲ့တစီတင်မောကြီးဆိုပြီးတော့ရေချောင်းရဲ့တမိုင်းမှာထင်ရှားစွာနဲ့ရှင်းရှင်းနေခဲ့ပါတယ် ဒီ SSB ချီမိုကိုပြန်လဲရှာဖွေတွေ့ရှိရေးနဲ့ပတ်သက်ပြီးတော့2006ခုနှစ်တုန်းကလည်း Alaska အစိုးရကရှာဖွေရေးလုပ်ငန်းတွေစတင်မှုအတွက်လည်းအစီအစဉ်တွေချခဲ့ပါသေးတယ်ခုချိန်ထိဒီ SSB ချီမူရဲ့ဇလန်းကအတိတ်ပင်လေးပင်မှာအော်မဆုံးနိုင်တဲ့ရေချောင်းလျှို့ဝှက်ချက်တစ်ခုဖြစ်နေကြန့်ရှိနေခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြရတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။